ညောင်နှုံမျိုးစားမလောက်ကျွေးရအုပ်စုစားမလောက်ကျွေးရအထက်ပိုင်းရွက်ကမှာပန်းလိုက်မြည်တိုက်စားမှုကြောင့်နေအိမ်တွေပျက်စီးဆုံးရှုံးရတဲ့အိမ်နောက်စု73စုကို AR တိုင်းဒေသကြီးအစိုးရဖွဲ့မှမြေနေရာတွေပြန်လည်ချထားပေးသွားမယ်လို့သိရပါဗျ။နေစဉ်မြေကမ်းမပြိုကျမှုနဲ့ကြုံတွေ့နေရတဲ့စားမလောက်ကျွေးရအထက်ပိုင်းရွက်ကမှာမြေကမ်းမပြိုကျမှုကြောင့်ပျက်စီးဆုံးရှုံးခဲ့တဲ့နေအိမ်ပေါင်း73အိမ်အထိရှိနေပြီးအနည်းရရှိရလို့သတ်မှတ်ခံထားရတဲ့နေအိမ်ပေါင်း36လုံးအထိရှိနေတယ်လို့သိရပါဗျ။ပျက်စီးဆုံးရှုံးခဲ့ရတဲ့နေ73လုံးကမိသားစုတွေအတွက် အစိုးရအဖွဲ့မှယာယီကယ်ဆေးစကန်ဖွဲ့လစ်ကထောက်ပံ့မှုတွေပြုလုပ်ထားပြီးနေရာပြန်လည်ချထားပေးမှာဖြစ်ကြောင်းမြေကမ်းမပြိုကျမှုဖြစ်စဉ်ဖြစ်ပွားနေတဲ့နေရာဟာစာတင်ကျောင်းတွေသာသနိကအဆောင်တွေနဲ့နီကယ်လျက်ရှိနေပြီးရန်ကုန်ပတိန်ကားလမ်းမကြီးနဲ့ပေ300ခန်းသာကွာဝေးတာကြောင့်မြေကမ်းမပြိုကျမှုဖြစ်စဉ်တွေဆက်လက်မဖြစ်ပွားစေရအတွက်အရေးပေါ်ကာကွယ်လုပ်ငန်းတွေလှုပ်ဆောင်သွားမယ်လို့ AR တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လျက်စေလမ်းမက်နဲ့စက်မှုဝန်ကြီးဦးဝင်းထေကမြေပြင်ကွေးစင်စင်ပြောကြားပါတယ်။ လက်ရှိမှာကန်းဆတ်မပြိုဖို့ဝါရီနဲ့ရေကာတာစားပြီးတော့လုံနေကြောင်းကန်းပြိုလို့အိမ်ပါသွားတဲ့မိသားစု73စုအတွက်လောလောဆယ်ယာယီတဲစီတလုံးထိုးပြီးတော့ခိတနေရာချတာပြီးလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်းရိတ်ခါတွေနဲ့လူအပ်တာတွေထောက်ပံ့ပေးဖို့လုံနေကြောင်းနောက်ထပ်ရေရှည်မှာကန်းမပြိုဖို့အတွက်ဒီဇိုင်းတည်တည်ချာချာဆွဲပြီးတော့လိုအပ်တဲ့ဘတ်ဂျက်ကအစားဘလို့ရေးဆွဲမလဲဆိုတာကိုလည်းစီစဉ်ပေးခဲ့ကြောင်းအခုရွှေ့ပြောင်းထားရတဲ့အိမ်နောက်စု73စုအတွက်ဘယ်နေရာမှာပြန်လည်ပြီးတော့မြေနေရာချထားပြီးလို့ရမလဲဆိုတာကို လစ်လာပြီးတော့အစိုးရအဖွဲ့ကိုပြန်တင်ပြဖို့ကိုလည်းမှာခဲ့တယ်လို့ဝန်ကြီးချုပ်ကလည်းပြန်တင်ပြပြီးတော့စီမံဆောင်ရွက်ပေးမယ်လို့လျှက်စီလမ်းမနဲ့စက်မှုဝန်ကြီးဦးဝင်းထေကပြောပါရယ်။ညောင်တုံးမြို့ဟာပန်းလိုက်မြင့်နဲ့ AR ဒီမြေဆုံနေရာမှာတည်ရှိတာကြောင့်နှစ်စဉ်ရေကြီးနစ်မြုပ်မှုအပြင်နေရာဒီကာလရောက်တိုင်းမြေကမ်းမပြိုကျမှုတွေကိုကြုံတွေ့နေရတဲ့မြို့ဖြစ်ကစားမလောက်ကြီးရွာဟာရမန်နှစ်ကလည်းမြေကမ်းမပြိုကျမှုဖြစ်စဉ်တွေကြုံတွေ့ခဲ့ရသေးပေမယ့်အဲ့ဒီတုန်းကတော့လူနေအိမ်တွေထိခိုက်မှုရှိခဲ့ဘူးလို့သိရပါရယ်။